မလ၁၇ရက်နေ့၂၀၂၅ခုနှစ်မှာ Irisa To ဆိုတဲ့အသက်22နှစ်ပဲရှိသေးတဲ့အမျိုးသမီး live streamer influencer တယောက်ဟာဂျပန်နိုင်ငံရဲ့မြို့လယ်ကောင်လူစီကားတဲ့နေရာလို့ပြောလို့ရတဲ့ရှင်ဂျီကူရပ်ကွက်နားမှာဓာတ်နဲ့အချက်30ကျော်ထိုးခံခဲ့ရပါတယ်။ပြီးတော့ဒီဖြစ်ပျက်ကမနက်ခင်း10နာရီလောက်ကြီးမှဖြစ်ခဲ့တဲ့အတွက်တာမန်အားဖြင့်အကြမ်းဖက်ရာဇဝတ်မှုတွေတိတ်မရှိတဲ့ဂျပန်နိုင်ငံကလူတွေအတွက်ကဒီသတင်းကတုံ့လို့သွားစေခဲ့တာပေါ့။ဂျပန်လို့ပြောလိုက်ရင်ကျွန်တော်တို့ထင်တာကခင်မီတိုးတက်ပြီးတော့လူတွေကလည်းစီးကမ်းရှိကြတဲ့နေရာကို Irisa To ကိုဓာတ်နဲ့ထိုးခဲ့တဲ့ အသက်42နှစ်ရှိတဲ့ကန်နီချီတာကာနိုကိုလည်းရဲတွေကဓာတ်နှချောင်းနဲ့အတူတူချက်ချင်းဆိုသလိုဖမ်းမိခဲ့ပါတယ်။ဒီဖြစ်ရပ်ကိုအပေါ်ရန်ကပဲကြည့်လိုက်တယ်ဆိုရင်မျိုးသမီးတွေပေါ်ကိုအကြမ်းဖက်တာဒါမှမဟုတ်အဲ့ဒီဘဲကတက်တက်ကြီးယူနေလို့လုပ်ခဲ့တာလို့ထင်ရပေမဲ့အမှန်တရားကအဲ့ထန်တန်နေပါတယ်။ အိုင်ရီစတိုဟာအိုင်မိုဂါမီဆိုတဲ့နာမည်နဲ့ဂျပန်နိုင်ငံရဲ့လူသုံးများတဲ့ live streaming platform ဖြစ်တဲ့ Hoopwa ဆိုတဲ့ website မှာ stream လေ့ရှိတာပေါ့။ Kenichi Takano ဆိုတဲ့ပြည့်မှုကျူးလွန်ခဲ့တဲ့ဘဲကလည်း2021ခုနှစ်မှာတည်းကမိုဂါမီရဲ့ personality ကိုကြိုက်ခဲ့တဲ့အတွက်စတင်အားပေးခဲ့တာဖြစ်ပြီးတော့ donation တွေလည်းပေးခဲ့တာပေါ့။အဲ့ဒီအချိန်မှာတည်းကတလကိုရန်တသိန်းလောက်အထိလိုခဲ့တယ်လို့သိရပြီးတော့လွန်ခဲ့တဲ့နှစ်တုန်းကရန်စေးကမျက်နေသေးတဲ့အတွက်အဲ့ဒီပမာဏကဒေါ်လာတစ်ထောင်လောက်တောင်ရှိတာပေါ့။ကျွန်တော်ဒီညမှာတစ်ခုထည့်ပြောချင်တာကသူပါလို့အဲ့လိုလုပ်ရလဲဆိုတာကိုကျွန်တော်နားလဲပါတယ်။ ဂျပန်နိုင်ငံမှာအလုပ်လုပ်နေရတဲ့လူငယ်တွေအထူးသဖြင့်အမျိုးသားတွေဆိုတာအလွန်ကိုပင်ပန်းပြီးတော့စိတ်ပြက်စရာကောင်းတဲ့ဖြစ်တည်မှုနဲ့တူတယ်မို့လို့ပါ။မနက်ဆိုအစောကြီးထားအလုပ်သွားပြီးတော့အလုပ်တွေကလည်း overtime လုပ်တာကိုပြောလင့်ထားတဲ့အတွက်ညနေမှအိမ်ပြန်လာရတာပေါ့။ဒီလိုပြောလို့သူ့ဘာကရက်တည်ပြီးကြတာတော့မထင်ပါနဲ့။ကိုဘွားကိုကိုပြောအောင်ကိုကိုရန်ကြိုးစားရမှာပါ။ဂျပန်လိုတိုးတက်ပြီးတော့နေလို့ကောင်းတဲ့နိုင်ငံမျိုးမှာမွေးလာရတာနဲ့လည်းအဲ့ဒီဘက်ကကံကောင်းတယ်လို့ကျွန်တော်ကတော့ထင်ပါတယ်။သူ့လိုရက်ကိုကျွန်တော်လက်မခံပေမဲ့သူ့ဘာလို streamer ကောင်းမလေးကိုအဲ့လောက်လုပ်ခဲ့လဲဆိုတာကိုတော့ကျွန်တော်နားလဲပါတယ်။သူ့ဘွားမှာတခြားဘာမှတန်ဖို့ ိုးထားဆရာမရှိလို့နေပါပေါ့ ဒီလိုလှဆန်ဇက်တိုက်လှူလာပြီးတဲ့အတွက်မိုကာမီကလည်းသူ့ကိုသိထားမိလာခဲ့ပြီးတော့သူတို့နှစ်ယောက် line ဆိုတဲ့ message လုပ်တဲ့ application ပေါ်မှာစပြီးတော့စကားတွေပြောခဲ့ကြပါတော့တယ်။သူတို့နှစ်ဦးကြားက message တွေဟာဒီအမှုကြီးဖြစ်ပြီးသွားတဲ့နောက်မှာတော့ပေါက်ကြားလာခဲ့တာပေါ့။မိုကာမီကကန်နီချီကို play ပြီးတော့ပတ်စံတွေတောင်းခဲ့တာပါ။အလုံးမပတ်စံအိတ်ချန်ခဲ့လို့ပတ်စံနဲ့လေးလွှဲပေးပါအောင်။ငါမှ byte ကြီးနေတာသူ့ကလေးကိုပြုစုပေးဖို့အတွက်ပတ်စံလိုလိုလွှဲပေးပါအောင်။အစရှိတယ်လို့ပြောပြီးတော့ကနေချီစီကလည်းပတ်စံတွေချေခဲ့ပါတယ်။နောက်နေ့ပြန်ပေးမယ်ဆိုပြီးတော့လည်းပြန်ပေးခဲ့ပါပေါ့။မိုကာမီနဲ့မြန် relationship တစ် ခုဖြစ်သွားနိုင်မလားဆိုတဲ့စိတ်ဓာတ်နဲ့ကန်နီချီကလည်းသူ့မှာရှိသမျှပတ်စံတွေအကုန်လုံးကိုပေးခဲ့တဲ့အပြင်သူ့မှာမရှိတဲ့ပတ်စံတွေကိုလည်းဂျပန်နိုင်ငံကနာမည်ကြီးတဲ့ချင်းဝယ်ကုမ္ပဏီတွေစီကနေပတ်စံချေပြီးတော့ပေးခဲ့တာပေါ့ဒါကိုမိုဂါမီကလည်းသိရတဲ့ဆက်လက်ပတ်စံချူခဲ့ရုံသာမကကန်နီချီကသူ့ထက်ချေလို့မရတော့ကြောင်းပြောတဲ့အခါမပေးနိုင်ဘူးလို့ပြောတဲ့အခါငါပတ်စံချေလို့မရရင်တေးပါသေးသွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့တောင်းခဲ့ပါတယ်ဒါဟာတော့ကိုယွန်စရာကောင်းတဲ့ emotional manipulation ကြီးပါကန်နီချီကစူးစမ်းပြီးတော့ပေးပါမယ်ဆိုမှသူ့ကိုမင်းကိုငါချစ်တယ်မင်းမရှိရင်ငါအသက်မရှိ ေနိုင်ဘူးဆိုတဲ့ message တွေလည်းပို့ခဲ့သေးတာပေါ့ကန်နီချီကလည်းငါအရင်ပြောတယ်ငါလည်းမင်းမရှိရမနေနိုင်ဘူးအစရှိတယ်လို့ပြန်ပြောခဲ့တာပေါ့သူ့ရဲ့ဝင်ငွေရရှိမှုအချက်အလက်တွေကိုလည်းအတုလောက်ခဲ့ရပြီးတော့တခြားချင်းဝင်ကုမ္ပဏီတွေစီကပါ ထပ်ပြီးတော့ပတ်စံချေခဲ့ကစုစုပေါင်းရန်နှစ်တန်းခွဲကျော်မိုဂါမီကိုပေးခဲ့တယ်လို့သိရပါဗျ။ဒါပေမဲ့သူ့ကိုအဲ့ဒီချင်းွေကုမ္ပဏီတွေကပတ်စံပြန်လာတောင်းတဲ့အခါမှာတော့ပြဿနာတွေကဆလာခဲ့တော့တာပါပဲ။ကန်ဒီချီကမိုဂါမီကိုပတ်စံတွေပြန်လုံနေလို့ပေးပါလို့တောင်းဆိုခဲ့ပေမဲ့မိုဂါမီကနှစ်ရက်နေရင်ပြန်ပေးမယ်ဆိုပြီးတော့ပြန်မပေးခဲ့ပါဘူး။ကန်ဒီချီကသူ့မှာစားဖို့တောက်ဖို့တောင်းမလောက်တော့လို့ပြန်ပေးပါအောင်လို့တောင်းဆိုခဲ့ပေမဲ့လည်းမိုဂါမီကတော့သူ့ကိုလုံးဝ ghost ပြီးတော့ reply မပြန်တော့ပါဘူး။ဒါကြောင့်ကန်ဒီချီကစိတ်တိုသွားခဲ့ပြီးတော့2023ခုနှစ်မှာတော့မိုဂါမီကိုတရားစွဲခဲ့ပါတယ်။ နိုင်လဲနိုင်သွားခဲ့ပါတယ်။သူယူခဲ့တဲ့ပတ်စံအကုန်လုံးကိုကန်နီရှီကိုပြန်ပေးဖို့အတွက်တရားရုံးကစီရင်ချက်ချခဲ့ပေမဲ့လည်း ဓာတ်တွေရက်တွေသာကုံသွားခဲ့ပေမဲ့မိုဂါမီကသူ့ကိုတပြားမှပြန်မပေးခဲ့ပါဘူးဒီအချိန်မှာမိုဂါမီဟာစစောကကျွန်တော်ပြောခဲ့တဲ့ Who Watch ဆိုတဲ့ website မှာ Platinum အဆင့်ရှိတဲ့ streamer တစ်ယောက်ဖြစ်နေခဲ့ပြီးတော့ဝင်ငွေတလရန်3-4သိန်းရှိခဲ့တာပေါ့ပြီးတော့ Kenichi ကိုပို့ပြီးတော့စိတ်နာသွားစေခဲ့တဲ့အချက်ကတော့မိုဂါမီကသူ့မှာစိတ်ဆက်ထားတဲ့သူရှိနေပြီဖြစ်ပြီးတော့မကြခင်မှာလက်ထပ်ပြီးတော့ဈေးကြီးတဲ့အိမ်ခန်းတစ်ခုမှာနေတော့မှဖြစ်ကြောင်းကိုလည်း post တင်ခဲ့တာပေါ့ဒါကြောင့် Kenichi ဟာပြုတ်မကျူးလွန်ခင်၄ရက်အလိုမှာသူ့မှာချေးထားတဲ့ကုမ္ပဏီတွေကိုပြန်ပေးထားရလို့သူ့ပတ်စံကလုံးဝအနှုတ် ပြနေပြီဖြစ်လို့ရန်တပေါင်းလောက်ပဲပြန်ပေးနိုင်မလားဆိုပြီးတော့တောင်းခဲ့ပေမဲ့အဲ့ဒီ message ကိုမိုဂါမီက acknowledge လုပ်ခဲ့ပါတယ်ဒီဖြစ်ရပြီးမှလူတွေကရှာဖွေတွေ့ရှိသွားတာကတော့မိုဂါမီမှာ Twitter account အပေါ်တစ်ခုရှိခဲ့ပြီးတော့ပိုကာဆော့တဲ့အကြောင်းတွေကိုတင်လေးရှိကတင်ထားတဲ့ post တစ်ခုမှာဆိုရင်ရန်9သိန်းကျော်ဖို့ chips တွေကင်ထားတာပေါ့ဒါကြောင့်လောင်းကစားလုပ်ပြီးတော့ပတ်စံတွေပြန်ပေးဖို့မရှိတော့တာလားဆိုတာတော့မသိကြပါဘူးဒီအချိန်မှာကနေကြီးကလည်းလုံအောင်ကိုစိတ်သက်သာစင်းနေပြီးတော့စေးတွေအများကြီးတောက်ထားရတယ်လို့လည်းသိရပါတယ် ီလိုနဲ့မတ်လ17ရက်နေ့2025ခုနှစ်မှာမိုဂါမီက live flip နေတာကိုသူတွေ့သွားခဲ့ပြီးတော့သူ stream deck ကသူဘာမှရှိတယ်ဆိုတာကိုခံမှန်းပြီးသူ့နောက်လိုက်ခဲ့ကဓာတ်နဲ့အချက်30ကျော်ထိုးခဲ့လို့သိရပါတယ်။ဒီဓာတ်ထိုးတမှုကတော်တော်ကိုရက်ဆက်ဂျန်တန်တယ်လို့ရဖြစ်ပြီးတော့ပတ်စံပြန်မရဘူးဆိုရင်တော့လူသားတယောက်အနေနဲ့မလုပ်သင့်ပါဘူး။ဓာတ်နဲ့ထိုးပြီးတော့မိုဂါမီကအောက်မှာလဲနေတော့မှာ နင်းသေးသွားပြီလားလို့လည်းသူကမေးခဲ့လို့သိရပါတယ်။ဒီလိုနဲ့ကနေချီတာကန်တို့ကတော့လူတက်မှုနဲ့ထောင်ချိုင်းကြတော့မှပဲဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဂျပန်သတင်းဌာနတွေတော်များမှာကကောင်မလေးဘက်ကပဲအများစုကယက်တီပေးခဲ့ကြပြီးတော့ဘာကြောင့်ဆိုတာကိုသိပြီးတော့ဂိမ်းဆိုင်ခဲ့ကြတဲ့အတွက်လူတွေကဝေဖန်နေကြပါတယ်။ ကျွန်တော်ဒီဗီဒီယိုနေကောင်းလေးမှာပြောချင်တာကတော့သူတို့ဘာကိုမကူညီခင်မိမိကိုကိုမမိအရင်စေတရားလုပ်ဖို့ဆိုတာပါပဲပြီးတော့ကိုပြန်မဆက်နိုင်တဲ့ပတ်စံကိုမှမရှိတဲ့ပတ်စံကိုတရေးရှိရင်ကလွှဲရင်တော့မသုံးသင့်ဘူးပေါ့ဒါကတော့ကျွန်တော်မြင်ပါဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်ကြလဲ comment မှာယူသွားနိုင်ပါတယ်အားလုံးအဆုံးထိကြည့်ကြပါကျေးဇူးပါ like and subscribe လုပ်ခဲ့ကြပါအောင်နောက် video မှာတို့ကြတာပေါ့